အလုံးအလုံးပဲမင်္ဂလာပါကျွန်တော်ကိုချိုပါကိုချို TV ရဲ့ channel နေတော့ပြန်လည်ကြိုဆိုပါတယ်ဒီနေ့ကျွန်တော် sharing လုပ်ပေးမယ့်အကြောင်းအရာကတော့ဖုန်းဖုန်းတွေမှာ internet storage က memory full ဖြစ်သွားလို့ရှိရင်ဘယ်လိုလုပ်မလဲဆိုတာပဲဖြစ်ပါတယ်ဒီဒီဒီနေ့ကဖုန်းတွေမှာ memory က64 GB 128 GB ထိရောက်လာပြီမဲ့လေကျွန်တော်တို့ camera ကဓာတ်ပုံရိုက်လို့ရှိရင် 4K တို့ Full HD တို့နဲ့ရိုက်လိုက်အခါကျတော့ video တွေဓာတ်ပုံတွေရိုက်များလို့ရှိရင်ကျွန်တော်တို့ internet storage ရာ memory ရာခဏလေးနဲ့ပြည့်တတ်ပါတယ်အဲ့ဒီကိစ္စကိုဘယ်လိုပြင်ရှင်းမလဲဆိုတာကိုဒီနေ့ကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်အဲဆုံးကျွန်တော်တို့ setting ထဲသွားလိုက်ပါမယ်ကျွန်တော်ဒီနေ့လုတ်ပြမှာကြတော့ Samsung ဖုန်းပဲဖြစ်ပါတယ် setting ထဲသွားပြီးလို့ရှိရင် setting ထဲနေပြီးတော့ကျွန်တော်တို့ apps app ဆိုတာထဲဝင်လိုက်ပါမယ် app ထဲကိုရောက်လို့ရှိရင်ကျွန်တော်တို့မသုံးမဲ့ application ကိုဖြတ်ပစ်လိုက်လို့ရှိရင်လည်းအဲ့ဒါကျွန်တော်တို့ဖုန်းတွေ့ internet storage တွေတိုးလာမဲ့သဘောဖြစ်ပါတယ်ဆိုပါစို့ဒီမှာကျွန်တော် VPN တစ်ခု down ထားပါတယ်အဲ့ဒီ VPN ကို deep sleeping ဆိုတာဖြစ်နေပါတယ်အဲ့ VPN ယူပြီးတော့ကျွန်တော်ဒီမှာဒီ VPN ကိုကျွန်တော်မသုံးတော့ဘူးဆိုလို့ရှိရင် I install လုပ်လိုက်ပါမယ်ဒီလိုမျိုးကျွန်တော်တို့ဖုန်းထဲမှာမသုံးဘဲနဲ့ထားတဲ့ deep sleeping ဆိုတဲ့စာတမ်းရှိတဲ့ server ID ကိုလည်းကျွန်တော် enable နှိပ်ပြီးတော့ I install လုပ်လိုက်ပါမယ် အဲ့လိုမျိုးလုပ်လိုက်လို့ရှိရင်လည်းကျွန်တော်တို့ဖုန်းတွေ space တွေနေရာတွေ memory နေရာ allot တွေကိုပြန်ရလာမှာဖြစ်ပါတယ်စက်တင်ထက်သွားပြီးလို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာဒီနေရာမှာရိုက်ထည့်ပြီးတော့ရှာလိုက်ရပါတယ် storage ဆိုတာလေးကိုသွားရိုက်ပြီးတော့ရှာလိုက်ပါမယ် s t o r a g e storage storage ကိုရိုက်ရှာပြီးတော့ဝင်လိုက်လို့ရပါတယ်အဲ့ဒီနေရာရောက်သွားလို့ရှိရင်ဒီမှာ manage storage ဆိုတာတွေ့ပါမယ်ဒီနေရာမှာ ဖုန်းထဲမှာဒီမှာ64% internet storage 94%သုံးထားပါတယ်ကျွန်တော်ဖုန်းက 128GB ဖြစ်ပေမဲ့လည်း 128GB တိကိုသုံးထားပြီးဖြစ်နေပါတယ်ဒီ 128GB မှာဘာတွေသုံးထားလဲဆိုလို့ရှိရင်ဒီမှာ image ဓာတ်ပုံကကြတော့ 6GB ပဲရှိပါတယ်ဗီဒီယိုကကြတော့ 3GB ပဲရှိပါတယ် audio file ကကြတော့ 54MB ပဲရှိပါတယ်သုံးထားလဲကိုတည်ကျင်လို့ရှိရင် show more ကိုနှိပ်လိုက်ပါမယ် show more ကိုနှိပ်တဲ့အခါကျတော့အဲကြတော့ဒီနေရာမှာ apps နဘေးမှာ89.5 ် get သုံးထားတာတွေ့ရပါတယ်အဲ့ဒီ app ကဘာ app တွေသုံးထားလဲဆိုလို့သိချင်လို့ရှိရင်ဒီနေရာလေးဝင်နှိပ်လိုက်ကြည့်ပါမယ်ဒီနေရာမှာဒီ app တွေထဲမှာကျွန်တော်သုံးထားတဲ့ဟာကတော့ VN video editor ထဲမှာ 16GB ရှိပါတယ် Spring မှာ 6GB အဲ့လိုမျိုးတွေရှိတဲ့အခါကျတော့ဒီဒီဒီထဲမှာရှိတဲ့ application တစ်ခုတိုင်းစီမှာကျွန်တော်တို့ cache file တွေအများကြီးရှိနေပါတယ်ဥပမာဆိုပါဆိုကျွန်တော် Facebook ထဲဝင်ကြည့်လိုက်ပါမယ် Facebook ထဲဝင်လိုက်လို့ရှိရင်ဒီနေရာမှာ Facebook မှာ storage ဆိုတာလေးတွေ့ပါမယ်အဲ storage ကိုနှိပ်ကြည့်လိုက်ပါမယ်အဲ့ဒီမှာဒီမှာ data ကျတော့1.82 GB ရှိပါတယ် cache file ကျတော့965 MB ရှိပါတယ်အဲ့ဒီ cache file ကိုကျွန်တော်ဖြတ်ဖြတ်ပြပြပါမယ်တကယ်လို့ data ကိုဖြတ်လိုက်လို့ရှိရင်တော့မိတ်ဆွေရဲ့ Facebook ရဲ့ password တို့ username တို့ပါပြောင်းသွားနိုင်ပါတယ်ဆိုတဲ့အခါကျတော့ cache file ပဲဖြတ်သိပါတယ်အဲ့ဒီ cache file ကိုဖြတ်မယ်ဆိုလို့ရှိရင်အောက်မှာ clear cache ဆိုတာရှိပါတယ်အဲ့ဒါလေးကိုနှိပ်ပြီးတော့ဖြတ်လိုက်ပါမယ် အခုဆိုဒီ Facebook မှာကျွန်တော်0ဖြစ်သွားပါပြီဒီလိုမျိုး application တစ်ခုချင်းစီကိုဝင်ပြီးလို့ရှိရင်ကျွန်တော်တို့ cash file တွေကိုဝင်ဖြတ်လို့ရပါတယ်နောက်တစ်မျိုးကကြတော့အစအစ manage storage မှာအောက်ကိုဆွဲချလိုက်မယ်ဆိုလို့ရှိရင် recycle bin တန်းမှာ6.2 GB တောင်မှသုံးထားတာတွေ့ရပါတယ်အဲ recycle bin တန်းမှာရှိတဲ့ဓာတ်ပုံတွေကို backup လုပ်ဖို့အတွက်သူကသိမ်းထားတာဖြစ်ပါတယ်အဲ့ဒီပုံတွေအဲ့ဒီပုံအဲ့ဒီဟာတွေကိုမလိုချင်ဘူးဆိုလို့ရှိရင် recycle bin ကိုနှိပ်ပြီးလို့ရှိရင် ဒီနေမှာ recycle bin ထဲမှာရှိတဲ့ဟာ my fight ထဲဟာ3-4တောင်မှရှိပါတယ်အဲ့ဒါတွေကိုကျွန်တော်ပြတ်မယ်ဆိုလို့ရှိရင်ဒီလိုမျိုးအမှတ်ချက်ပြီးလို့ရှိရင်ဒီ recycle bin ထဲပုံတွေကိုကျွန်တော်ဖြတ်ပြစ်လို့ရပါတယ်အဲ့ဒီဓာတ်ပုံတွေကကြတော့မလို့လို့ဖြတ်လိုက်ပြီးလို့ရှိရင် recycle bin ထဲမှာသွားပြီးတော့တင်တင်ပေးထားတဲ့ဗီဒီယိုတွေဖြစ်ပါတယ် အဲ့ဒီပုံတွေအဲ့ဒီဗီဒီယိုတွေကိုမိတ်ဆွေနေနဲ့တကယ်မလို့တော့ဘူးဆိုလို့ရှိရင်တော့ဒီနေရာမှာတော်ပြီးတော့ဖြတ်လိုက်လို့ရပါတယ်ကျွန်တော်ကကြတော့ဒီ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 ဗီဒီယိုတွေကိုမလို့တော့တဲ့အခါကျတော့ delay ကိုနှိမ့်လိုက်ပါမယ်နောက်ထပ်ကျတော့ unuses app app ဆိုတာကျွန်တော်ပထမပြောသလိုမျိုးပဲအဲ့ဒီ app ထဲနေပြီးတော့မမသုံးဖြစ်တဲ့ app တွေကိုတော်ပြီးတော့ဖြတ်ပစ်တဲ့ဟာပဲဖြစ်ပါတယ် ဒီနေရာမှာနောက်နောက်တစ်ခုကြတော့ last file ဆိုတာရှိပါတယ်အဲ last file ကကြတော့ file size ကြီးတွေဖြစ်ပါတယ်အများစုကကြတော့ video file တွေပဲဖြစ်ပါတယ်အဲ့ဒီ video file တွေကိုတကယ်လို့မသုံးတော့ဘူးဆိုလို့ရှိရင်အဲ့ video file တွေထည့်သွားပြီးတော့ဖြတ်ပစ်လိုက်ပါတကယ်လို့သုံးမယ်ဆိုရင်တော့မဖြတ်ပဲထားလိုက်ပါဒီလိုမျိုး reset campaign တက်ရနေပြီးတော့ reset campaign တက်မှာရှိတဲ့ video တွေကို ဖြတ်တာမျိုးဖြစ်ဖြစ်ကျွန်တော်တို့ app ထဲကနေပြီးတော့ရှိလို့ရှိရင် app ထဲကနေပြီးတော့ application ထဲကသွားပြီးလို့ရှိရင်ဆိုပါစို့ကျွန်တော်တို့မသုံးတဲ့မသုံးတဲ့မသုံးတဲ့ application တွေကိုသွားပြီးတော့ uninstall လုပ်ပစ်တာမျိုးပဲဖြစ်ဖြစ်ကျွန်တော်တို့ရဲ့ phone internet storage ကိုပို့ပြီးတော့နေရာ lock ဖြစ်လာစေပါတယ်ခုဆိုလို့ရှိရင်ကျွန်တော်ဖုန်းမှာ1 1 1 3 gig ဖြစ်လာပါပြီ ကျွန်တော်တို့မလိုအပ်တဲ့မလိုအပ်တဲ့ cash file တွေကိုကျွန်တော်တို့ application တစ်ခုတစ်စီးကိုဝင်ပြီးလို့ရှိရင် storage ထဲဝင်ဝင်ပြီးလို့ရှိရင်ဒီလိုမျိုးတော့ဖြတ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဖုန်းတွေနေရာ lot တွေအများကြီးရလာနိုင်ပါတယ်။အဲဒီနီလန်းတွေကိုသုံးပြီးလို့ရှိရင်မိတ်ဆွေရဲ့ဖုန်းထဲမှာစမ်းသုံးကြည့်လို့ရပါတယ်။ကျွန်တော်ဗီဒီယိုကိုဆုံးသက်တိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။